အလုံးမဲမင်္ဂလာပါရှင်မေလေးကိုချက် channel လေးမှပြန်နေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာကတော့ဒီလိုပေါ်ဝါအမီးလေးကိုတက်ပြမှာဖြစ်ပါတယ်ဒါကမတက်တဲ့မတက်တဲ့သေးတဲ့သူတွေအတွက်ပေါ့နော်ပေါ်ဝါတန်ကြီးလေးကိုတက်ပြပေးမှာဖြစ်ပါတယ်ဒီပေါ်ဝါလေးကတော့ဒါကအရင်ဗီဒီယိုမှာတော့ကဒီပေါ်ဝါထုံးလေးလေးတင်ပြထားပါတယ်နော်ကိုကဒီလိုပေါ်ဝါအမီးလေးကိုတက်ပြမှာဖြစ်ပါတယ်ပေါ်ဝါအမီးလေးတက်ဖို့ဆိုလို့ရှိရင်အရင်ဦးဆုံးဒီကျိုးလေးတွေလုပ်ဖို့အတွက်ကလေး လိုမျိုးစက်ကုအမာဒါကမင်းလေးစက်ကုအမာဒါလေးကိုလိုချင်တဲ့လောက်လေးဒါကဖြတ်ထားတာပေါ့နော်ဒီနေရာမှာစာအုပ်တွေကိုတုံးနေရတယ်နော်စာအုပ်အဖုံးတွေဒီစာအုပ်လိုက်တွေတုံးနေရပါတယ်ဒီဒါကပေါ်ဝါရဲ့အမီးအရှိလို့ပို့ပေါ့နော်သူတဲ့ရှိရှိလေးလိုချင်နေဆိုနေသူတဲ့ရှိတာလေးကိုတုံးလို့ရတယ်နော်အဓိကကမော်မာလေးဖြစ်ရင်ရပါပြီ။ပေါ့ဆိုချီချိုးပတ်မှဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြောရင်တော့အဆင်မပြေဘူးเนาะမာလာလေးမှအဆင်ပြေပါတယ်။ အရင်ဆုံးအမအပဝါမီလေးတက်ဖို့ဆိုရင်ဒီကျိုးလေးကိုနော်ကျိုးစာလေးကိုဒီအောင်နာလေးမှာဒီလိုမျိုးလေးထားပါမယ်ပြီးပြီဆိုရင်ဒါကကိုသုံးမဲ့ဆက်ကူဖြစ်ဖြစ်စာအုပ်ဖြစ်ဖြစ်ပေါ့နော်ဒီနာလေးမှာဒီလိုမျိုးပတ်ပတ်လေးလေးဒီလိုလေးပတ်ပါမယ်နော်ဒီတိုင်းလေးပဲဒီလိုမျိုးပတ်သွားပါမယ်ဒီမှာတော့ဒီတိုင်းလေးပဲ ဒါကပုံကအမိကအများကြီးထဲရမဖြစ်တဲ့အကြောင်းမလို့များများလေးပတ်သွားပါနော်ဒီပုံစံတိုင်းလေးပဲများများလေးပတ်သွားပါနော်ဒီမှာတော့ကျိုးလေးတွေပတ်လာပြီးပါပြီပြီးပြီဆိုလို့ရှိရင်တော့ခုနကတော့ဒီမှာဆရတာပြဲကြောင်းမလို့အဆုံးကိုလည်းဒီနာမှာဆုံးပြီးတော့ကျိုးလေးကိုဖြတ်လိုက်ပါမယ်ပြီးပြီဆိုရင်ဒါကိုဒီတိုင်းပဲဆွဲထုတ်လည်းရတယ်အဲ့လိုဆွဲမထုတ်ဘူးဆိုရင်တခါရဲ့ဒီဒီကျိုးအစားရှိတဲ့ဘက်လေးမှာသူ့ကိုတခါလေးဖြတ်လိုက်ပါမယ်နော် အတွင်းလေးတွေကိုဒီမှာကကြီးလေးထည့်လိုက်မယ်ပြီးရင်ဒီမှာဖြတ်လိုက်ပါမယ်နော်ဒါဆိုရင်ကျိုးလေးရသွားပါပြီနော်ဒီမှာဒီလိုကျိုးမျိုးလေးရပါပြီပြီးရင်ပေါ်ဝါမိတက်တဲ့အခါမှာဒါကကိုလိုချင်သလောက်ပေါ့နော်၃ပင်တက်လေရတယ်၄ပင်၅ပင်တက်လေရတယ်နော် ဒါကထူထူလေးလိုချင်တယ်ဆိုရင်လည်း9ပင်6ပင်တက်လည်ရတယ်ပပလေးလိုချင်ရင်လည်း3ပင်4ပင်တက်လည်ရတယ်ပေါ့နော်မေလေးကတော့အခု4ပင်တက်ပါမယ်အဲ့ဒါကြောင့်မလို့ချီချိုးလေးကိုဒီမှာ4ပင်ယူလိုက်မယ်နော်ဒါက9ပင်တက်စင်တယ်9ပင်ယူပေါ့နော်လိုချင်တဲ့လောက်ယူပါ၄ပင်တက်မှာဖြစ်တဲ့ကြောင့်မို့လို့ချီချိုးလေး၄ချိုးယူလိုက်ပါမယ်။ပြီးရင်ဒီဘက်အစားထိန်နဲ့ဟိုဘက်အစားထိန်နဲ့ဒီမှာလာပြီးတော့ဒီလိုမျိုးလေးထားမယ်နော်။ ပြီးရင်အလဲလေးမှဒီလိုမျိုးလေးခွင်းလေးလောက်လိုက်မယ်နော်ဒီလိုမျိုးလေးပါပြီးရင်ဒီနေရာလေးကနေစပြီးတက်မယ်နော်ဒီမှာဒီဘက်ဆန်ကတော့ဒီမှာမီလေးတက်ပြီးသားပါနော်ဒီမှာတက်ပြီးဖြစ်တဲ့ကြောင့်မို့လို့နောက်တစ်ချမ်းလေးမှတက်ပြပါမယ်ဒါကဘလို့ပေါ်ဝါအကွက်ပဲဖြစ်ဖြစ်ပေါ့နော်တန်ကြီးလေးကတော့တူပါတယ်ဒါပေမဲ့ပေါ်ဝါအကွက်ပေါ်မူတည်ပြီးတော့မှဒီတက်ရမယ့်နေရာလေးတွေကတော့အဆင်ပြေတဲ့နေရာလေးကိုကြည့်ပြီးတော့တက်ပါနော် ဒီမှာတောက်ဖို့အတွက်ဒီဒီအထိတ်လေးကနေပြီးတော့စပီးတက်ပါမယ်နော်ဒီမှာဒီထိတ်ကွက်လေးထဲမှာအလေးကိုထည့်မယ်ပြီးခုနတော့ငါဒီချီဒီချိုးထားတယ်နော်ချိုးထားတဲ့ဒီကွင်းလေးကိုဒီမှာအလေးထည့်မယ်ပြီးချီချိုးလေးကိုဒီမှာဆွဲယူလိုက်ပါမယ်ဒီလိုဆိုရင်ဒီဆွဲယူထားတဲ့ဒီခွင်းထဲကနေပြီးတော့မှဒီချီချိုးလေးကိုဒီမှာပြန်ဆွဲယူလိုက်မယ်เนาะ ပြီးရင်တော့ဒီညာလေးကိုလလေးနဲ့ဖိထားပါเนาะဒီအလယ်လေးလလေးနဲ့ဖိပြီးတော့ဒီဓာလေးကိုဆွဲလိုက်ပါမယ်။ဒါဆိုရင်ဒါကဒီမှာတစ်ခုတက်ပြီးတော့ရင်တော့ဒီလိုမျိုးလေးရပါမယ်။ပြပြဆိုရင်လည်းပဲဒီနောက်တစ်ခုမှလည်းပဲဒီလိုမျိုးပဲတက်မယ်เนาะဒီမှာက၄ပင်တက်တာဖြစ်ကြအောင်နောက်တစ်ခုလည်း၄ပင်တက်မယ်ဒီမှာ၅ပင်တက်ရင်နောက်တစ်ခုလည်း၅ပင်တက်ပါမယ်เนาะညီညီလေးတက်ပါเนาะခုန၄ပင်တက်တာဖြစ်ကြအောင်လို့အခုလည်းဒီမှာချီချိုးလေးဒီမှာ၄ခုယူပါမယ် ီးရင်ကုနာလိုမျိုးပဲဒီဘက်ကျိုးထည့်ရယ်ဟိုဘက်ထည့်ရယ်ဟိုဒီမှာဒီမျိုးလေးလာညှိလိုက်ပါနော်ပြီးရင် အလဲလေးကနေဒီလိုမျိုးလေးချိုးထားပါမယ်ပြီးရင်ကိုတက်မဲ့နေရာလေးမှာအလဲလေးကိုထည့်မယ်ပြီးရင်ကုနာဒီချီကွင်းလေးအလဲလေးကနေပြီးတော့ဆွဲယူလိုက်ပါမယ်ပြီးပြီဆိုရင်ဒီကွင်းလေးတွေကနေပြီးတော့မှဒီကုနာဒီကျိုးလေးတွေကိုပြန်ဆွဲယူလိုက်ပါမယ် င်နာလေးကိုလည်းလေးနဲ့ထိန်းထားပြီးတော့မှဒီကျိုးလေးတွေကိုစုံဆွဲယူလိုက်ပါနော်ဒီမှာဒီလိုမျိုးလေးရပါမယ်ဒါကပေါ်ဝါမီတဏီလေးပါနော်ပြီးရင်လည်းအဲ့ဒီပုံစံတိုင်းပဲဒီနောက်ကွက်လေးမှာလည်းတတ်ပါမယ်လေးပင်စီပဲညီလူလေးတတ်ပါမယ်နော် ီမှာဒီလိုမျိုးလေးရပါမယ်။ဒီပုံစံအတိုင်းပဲเนาะဒီအကွက်လေးတွေထဲမှာပုံစံတူလေးပွားမီလေးတွေတက်သွားပါမယ်။ဒါကပွားမီတက်နေလေးပါเนาะ။ဒီမှာဒီပုံစံအတိုင်းလေးအဆုံးထိတက်သွားပါမယ်เนาะ။ဒီမှာเนาะကျိုးလေးတွေကိုဒီမှာတက်ပြီးပါပါဘီတက်ပြီးတဲ့အခါမှာလေသူကဒီရှူးရှူးလေးဖြစ်နေလို့ပေါ့เนาะအဲ့ဒါကြောင့်မလို့ဒီတောင်းနာလေးတွေမှာလည်းပဲဟိုဘက်တချို့ဒီဘက်တချို့เนาะဒီတောင်းနာလေးတွေမှာလည်းပဲဒီမှာတက်ပါမယ်เนาะ ဒီမှာတရားနေအနာလာတဲ့ဒီတောင်းပေါ့နော်ဒီတောင်းကဒီနာလေးတွေမှာလည်းကျိုးလေးတက်ပါမယ် ပြီးရင်ဒီဘက်ထောင်းလေးမှာလည်းတက်ပါမယ်ကျိုးလေးဆွဲယူတဲ့အခါမှာလေဒီလိုမျိုးလေးအလေးနဲ့လှမ်းပြီးဆွဲယူလေရတယ်เนาะဒါမျိုးလေးကတော့ပို့ပြီးတော့မှလွယ်တယ်ဒါကကိုအဆင်ပြေတယ်လို့လေးလုံးလို့ရပါတယ်เนาะ

ီမှာဒီလိုမျိုးလေးရပါမယ်တက်ပြီပြီဆိုလို့ရှိရင်သူအောင်နာလေးတွေကိုကြည့်ပါနော်အောင်နာလေးတွေကထီချိုးလေးဖြတ်တဲ့အခါမှာမညီတာမျိုးလေးဖြစ်တတ်ပါတယ်အဲကြောင့်မို့အောင်နာလေးကိုကြည့်ပြီးတော့မှဒီမှာမညီတာတို့ပုံနေတာတို့ရှိတယ်ဆိုရင်တခါတည်းဒီမှာညှိပေးလိုက်ပါနော်ချိုးလေးကနည်းနည်းလေးညီမလှပါတယ်အဲကြောင့်မို့လို့ပါနော်တက်ပြီပြီဆိုရင် အောင်နာလေးတွေမညီတာလေးညှိပေးပါနော်ဒါကတော့ဒီဘက်ချမ်းမှာကတော့ပဝါမီလေးကိုဒီလိုမျိုးလေးတတ်ထားပါတယ်။ ဒါကတော့ဒီဘက်အချမ်းလေးပါเนาะဒီဘက်အချမ်းနဲ့ဟိုဘက် channel ကပေါ်ပါအမီတက်တဲ့ထက်တဲ့အရေတွေလေးတူတူလေးတက်ပါเนาะဥမာဒီဘက် channel က73ခုတက်တယ်ဆိုရင်ဟိုဘက် channel ကိုလည်း73ခုပါเนาะအဲ့လိုမျိုးလေးညီတူလေးတက်ပါရှင်ဒါကတော့ကိုထိုးတဲ့ပေါ်ပါပေါ့ဒီကွက်ပေါ်မူတည်ပြီးတော့မှာတော့ပုံစံလေးတရားတော့ क्वे သွားပင်เนาะအဆင်ပြေတယ်လို့လေးတက်လို့ရပါတယ်ဒါဆိုရင်တော့ပေါ်ပါအမီတက်နေလေးပြီးသွားပါပြီရှင်ဒီဗီဒီယိုလေးကိုကြည့်ပြီးလိုက်တွေ့ရတာအားလုံးပဲစီပြေကြပါစေရှင်ကြည့်ရှုပေးတော်တယ်အားလုံးကျေးဇူးတင်ပါတယ်